မင်္ဂလာပါရှင်ရောင်းကတိချန်နဲ့နောက်ဆုံးအသတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတကာရာဇဝတ်တရားရုံးကဝရံပြည့်တရားခံပြေလျှောက်တာခံရတဲ့မေအောင်လိုက်မှာပြည်သူလူထုကိုကိုစားပြုမဲ့ရွေးကောက်ပွဲကိုကျင်းပပြုလို့ရန်ခွင့်အားနာမရှိဘူးကဲနုကပြည်သူတွေကိုဓမ္မသတိပေး။နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဝရံပြည့်တရားခံပြေလျှောက်တာခံရတဲ့မေအောင်လိုက်မှာပြည်သူလူထုကိုကိုစားပြုမဲ့ရွေးကောက်ပွဲကိုကျင်းပပြုလို့ရန်ခွင့်အားနာမရှိကြောင်းကဲမျိုးသားစီအောင်ကဲနုကပြည်သူ့အထံကိုတင်ဝင်သိပေးကြညာပါတယ်။ ။လက်ရှိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကို KNU နဲ့ပြည်လုံးဝစန့်ကျင်ပြီးပြည်သူများအနေနဲ့လည်းတမိုက်တရားခံမဖြစ်ဖို့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်စို့ဟုတဲ့ကြွေးကြော်တမ်းနဲ့စန့်ကျင်ရမည်ဖြစ်ကြောင်းစစ်ကောင်စီစစ်ကော်မရှင်ပြုလုပ်မဲ့လွတ်လပ်မှုမရှိနိုင်တဲ့ကအတိမံပြတဲ့ထောင်ချောင်းစင်အတူရောင်ရွေးကောက်ပွဲကိုကောတူလီနဲ့မြန်မာတပြည်လုံးရှိဒိုင်းသားပြည်သူလူထုအလုံးကန့်ကွက်စန့်ကျင်ကြရင် KNU ကထပ်မံလို့ဆိုရတယ်။ လရှိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာမစစ်မမှန်တွေ့အောင်ရွေးကောက်ပွဲသားဖြစ်ကြောင်းဗိုလ်လင်ထင်ရှားစေအချက်တွေမှာရွေးကောက်ပွဲကျင်းပအခွင့်အာဏာမရှိတော့ပြုလုပ်တဲ့ရွေးကောက်ပွဲကတွေ့အောင်သားဖြစ်ကြောင်းဥပဒေကြောင့်ရတရားမဝင်သောရွေးကောက်ပွဲကတွေ့အောင်သားဖြစ်ကြောင်းလွတ်လပ်မှုနဲ့တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကတွေ့အောင်သားဖြစ်ကြောင်းပြည်သူလူထုစံနာမှာပါပြည်သူလူထုသဘောနဲ့ကိုင်ညီမှုမရှိတဲ့ရွေးကောက်ပွဲကတွေ့အောင်သားဖြစ်ကြောင်းစစ်မှန်တဲ့နိုင်ငံအဖြစ်ရှင်းချက်မဟုတ်တဲ့ရွေးကောက်ပွဲကတွေ့အောင်သားဖြစ်ကြောင်း KNU ကပြည်သူတွေအသိပေးတယ် အရေးကြီးအချက်ဖြစ်တဲ့ရွေးကောက်ပွဲဝင်ရခြင်းပိုင်းခွင့်ရနာမှာမြောက်လိုင်းဥဆောင်တဲ့စစ်တပ်ထံမှမရှိကြောင်းမြောက်လိုင်းနဲ့စစ်တပ်က2022ခုနှစ်ဖေဖော်ဝါရီလတည့်နေ့ကစတင်ပြီးလန်ဒန်နဲ့အာနာကိုလူယူခဲ့ပြီးပြည်သူလူထုကိုမတရားဖမ်းဆီးတပ်ဖြတ်ခြင်း၊လေကြောင်းတိုက်ခိုက်မှုတွေ၊ဘာသာရေးဆောင်တွေနဲ့စာတင်ကြောင်းတွေကိုရွေးကြက်ရှိရှိတိုက်ခိုက်ခြင်းနဲ့ဇက်တိုက်ကျူးလွန်လျက်ရှိကြောင်းမြောက်လိုင်းနဲ့အပေါင်းအဖွဲ့စစ်ဘုတ်ချုပ်တွေမှနိုင်ငံတကာရာဇဝတ်တရားရုံးကဝရန်တီရခံပြေလျှောက်ထားခံသူပြေကြောင်းပြန်သူကပြောတယ်။သူဖြစ်ပြည်သူလူထုပေါ်ရဲဆက်ဆက်ဆင်အောင်ဆွေးမှုတွေကျွလွန်သူဖြစ်တော်လကောင်း ဝရန်တီအခန်းပြေလျှောက်တာကံတို့ပြေလကောင်ပြည်သူလူထုကိုစားပြုမိဆွဲရွေးကောက်ပွဲကိုမြည်တိုးတော်နီလန်းမြကျင်းပပြုလည်ခွင့်ရနာမရှိကြောင်းကဲအနုကသဘောထားတော့ပြန်တယ်တော်ပြမြောင်းလိုက်မှာကာကွယ်ဦးစေးကြောင့်ဖြစ်နိုင်ရဝင်နေဖြစ်သူမှာယာယီသမရယာတို့ကိုဝါလကင်ထားပြီးဆောင်ရွက်မှုတို့မှာဖွဲ့စည်းပေါ်ခြင်းကံမှုတွေကိုယနေ့တိုင်းလို့တလို့သုံးချပြီးလှူဆောင်နေတဲ့အတွက်စစ်ပုံကံမှုနိုင်ငံတော်ကိုတင်စာဖောက်ပြပုံကန်ခြင်းဖွဲ့စည်းပေါ်အောင်ချုပ်ပေါ်ခြင်းကံမှုတွေပါပြဋ္ဌာန်းချက်တွေကိုတမင်တကာသို့မဟုတ်ရည်ရချက်ရှိရှိနဲ့ဖောက်ပြကျူးလွန်ခြင်းတို့ကိုအထင်ရှားကျူးလွန်သူတွေဖြစ်ကြောင်းကဲအနုကထောက်ပြပါတယ် ဇလဘီမန်လေးမော်လန်ပိုင်မှာစစ်အင်တန်းကိုမိုက်ဆွဲမှုစစ်တပ်ဘက်ကငောက်တိကိုက်တင်ဆောင်ဇဂိုင်းနိုင်မော်မြို့နယ်မန်လေးမော်လန်ပိုင်မှာစစ်အင်တန်းကိုမိုက်ဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်ကငောက်တိကိုက်တင်ဆောင်ခဲ့ကြောင်းမောရခန့်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တွေတက်ခွဲနေတက်ခွဲမှုကို Wi-Fi ကပြောတယ်။နိုဝင်ဘာလ20ရက်နေ့မနက်9:45မိနစ်ခန့်ချိန် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတံပြားကကား၃စီးနဲ့ထွက်လာတဲ့ဂျပန်စစ်သားတွေမွန်အမြွတ်နဲ့မဟုတ်ကိကိုဝင်ရောက်သွားပြီးနောက်ဖော်ကတစီ၁၂ဘင်းကတစီနဲ့ထပ်မံထွက်လာစဉ်ဒေါ်လိုင်းတစ်ဖွဲ့ကစွန့်ရီထက်ကိန်းနဲ့မြင်းနဲ့ကိတ်ကြားမှာမိုင်းဆက်တိုက်ခိုက်ခဲ့ပါတယ်ထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ဘက်ကဖော်ကပေါ်လိုက်ပါတယ်စစ်သား၅ဦးထိခိုက်ဒေဆုံးမှုရှိပြီးဒေါ်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြန်နေဆုတ်ခွာနိုင်ခဲ့တယ် အဆိုပါတိုက်ခိုက်မှုကိုမွေရခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တေတပ်ခွဲနဲ့ဖိုင်မြင်ဆောင်ကွန်မန်ဒိုဖော့ကဦးဆောင်ပြီးမွေရခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တေတပ်ခွဲလေးဖိုင်မြင်ဆောင်တူချာဖို့နဲ့မွေရခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်နဲ့ဆန်ရှစ်တပ်ခွဲသုံးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးပြည်သူများအနေဖြင့်မွေရမလေးလမ်းပိုင်းမှာစစ်တပ်ရင်တန်းနေတဲ့ကမ္ဘာလိုက်ကြံမြစ်တမ်းရပ်ကမ်းပါတယ်စလပီစလင်းမြို့ပေါ်မှာဝေးတင်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုစစ်တပ်ကကြိုတင်မဲပေးခိုင်းနေပြီးမဲမပေးသူတွေကိုကျောင်းဆက်တက်ခွင့်မပြုအကြေကိုင်းချင်းချောင်း မကွေးတိုင်းစနေမြို့ပေါ်မှာဝေးတင်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုဂျပ်ဖက်စစ်တပ်ကကြိုတင်မဲ့ပေးခိုင်းနေပြီးမဲမပေးသူတွေကိုကျောင်းဆက်တက်ခွင့်မျိုးပြုဖို့ချိန်ချောင်းနေကြောင်းပြည်သူညီနောင်စနေတင်းတင်းတောင်ကကိုပြည်သူကပြောတယ်။ နိုဝင်ဘာလ20ရက်နေ့မှာဇလင်းမြို့ဒုတိယအောက်ချော်ရေးအောင်တွင်မှကျောင်းဆရာဆရာမတွေမဲကော်မတီအဖွဲ့ဝင်တွေအောက်ချော်ရေးမှုတွေအကြံဖတ်စစ်တိုင်းနဲ့ပြူစောတွေကဇလင်းမြို့ပေါ်ရှိကျောင်းသားရက်ကွက်နဲ့မြင့်တင်ရက်ကွက်ရှိပြီးသူတွေနဲ့ဝေးတင်တက္ကသိုလ်တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေထံမှကြွတင်မဲ့ကောက်ယူခဲ့ခြင်းဖြစ်ပါတယ်။ထို့သောကောက်ယူရမှာမကွေးနဲ့ရေနံချောင်းတို့မှာဝေးတင်တက္ကသိုလ်တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေကမဲပေးခြင်းမရှိအောင်မဲမပေးသူတွေကိုကျောင်းဆက်တက်ခွင့်မပြုကြောင်းချိန်ချပြီးကြွတင်မဲ့ကောက်ယူသွားခြင်းဖြစ်တဲ့ နိုဝင်ဘာလ20ရက်နေ့ကစနေမျိုးတူတူအောချော်ရုံတွင်မှာအကြောင်းဆရာဆရာမတွေမဲကော်မတီဖွဲ့ဝင်တွေအောချော်ရုံမှုတွေရဲခွေစစ်ခွေနဲ့ပြုခွေးတွေအင်အား90လောက်နဲ့ပထမဆုံးကြိုတင်မဲကောက်တဲ့စနေမျိုးနယ်မှာရှိအဝေးတင်တက္ကသိုလ်တက်နေတဲ့အကြောင်းသားအကြောင်းသူတွေကိုပြန်လှုပ်ပြီးမဲပေးခိုင်းတာမဲလာမပေးတဲ့သူတွေညာလို့မဲမပေးရင်အကြောင်းဆက်တခွင့်ပြုတော့လို့ပြောပြီးမဲကော်မတီအဖွဲ့ဝင်တွေအောက်ဆိုင်မှုတွေကချင်းချောက်ကောက်ယူသွားတယ်။ထို့သောချင်းချောက်ခေါ်ယူခဲ့ကြအောင်အဝေးတင်တက္ကသိုလ်တက်နေတဲ့အကြောင်းသားအကြောင်းသူတွေနဲ့ပြည်သူတရားခံကလောင်းမဲပေးသွားကြောင်းသိရတယ်။ထို့ပြင်ဂျပန်စစ်တပ်ကစနေမျိုး ။ TG ဖျားထဲမှာလည်းဆိုင်းဘုတ်တောင်မြေနောက်စုစင်ရှိသူတိုင်းမဲထဲနဲ့မဲပေးခြင်းမရှိသူတွေကိုထောင်ထဲချမှတ်သွင်းပြင်ကြောင်းချိန်ချောက်ထားတယ်။အကြမ်းဖက်စစ်တပ်ရဲ့တရင်ထုတ်ပြန်ကြရာမြန်မာနိုင်ငံတော်တက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်တွေမှာတရားဝင်အကြောင်းသားကြောင့်တွေကြိုတင်မဲဆန္ဒမဲပြင်တက်မှတ်ကာလအတွင်းမဲပေးသူစုစုပေါင်း28339ရှိကြောင်းသိရတယ်။ဆလပီဇလင်းမြို့နယ်စေတူးရှင်ကောင်းကျေးရွာဖျားဝင်တွင်ရှိမှရှိတဲ့ဂျေပိတ်သားချင်း 80ကျော်ကန်ရှယ်ခြေခေါလောင်ပြစောဒီကောင်ဆောင်ချွေမှုထုံနိုင်ဖွဲကခွင့်ယူတာ PDF လက်ချက်သတင်းပြန်မကွေးတိုင်းစလင်းမြို့နယ်စေတုရှင်ကောင်းကြရဖျားဝင်တင်မရှယ်ခြေပိတ်တာ80ကျော်ကန်ရှယ်ခေါလောင်ပြစောဒီကောင်ဆောင်ချွေမှုထုံနိုင်ဖွဲကခွင့်ယူပြီး PDF ဖွဲကလုံဆောင်သည်လိမ့်လေဝါရပြတ်နေကြောင်းဒေသပြည်သူတွေနဲ့ပြည်သူညီနောင်စလင်းသတင်းတောင်ကကိုပြည်သူကပြောတယ်နိုဝင်ဘာလ19ရက်နေ့မှာမကြီးပင်ပူကျင်းအောင်စုစေတုရှင်ကောင်းကြရဖျားဝင်တွင်ရှယ်အလေးချိန်ခြေပိတ်တာ80ကျော်ကန်ရှယ်ခေါလောင်ခြေကိုပြစောဒီကောင်ဆောင်ချွေမှုထုံနိုင်တဲ့ဖွဲကခွင့်ယူခဲ့ပါတယ် ထို့သောခွန်ယူပြီးရနောက်မှာဂျပန်စတက်ကောင်းချွန်မှုထိုးနိုင်ဦးဆောင်တဲ့ပြည်စောတိအဖွဲ့က PDF တွေကလည်းခွန်ယူသွားလိမ့်လည်တိုင်းကြပြီးစစ်သားတွေကိုကျေးရတွင်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပါတယ်။လရှိချိန်မှာဆိုပါခေါင်းလုံးပြောက်ဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးဂျပန်စစ်တပ်ကစိတ်တူးရှင်ကုန်းကြေးအတွင်းဖော်ကားနေစီလိုက်ထရက်ကားတစ်စီးအင်အား80ကျော်နဲ့ရောက်ရှိလာကတိုင်တက်တစ်စိန်လိုက်လံရှာဖွေနေကြောင်းသိရတယ်။အဆိုပါစိတ်တူးရှင်ကုန်းကြေးအဖျားဝင်တဲ့အနည်းဆုံးနေကပြည်စော်တီကောင်းဆောင်အောက်ချေမှုထွန်းနိုင်နေဖြစ်ပြီး၎င်းလောက်ကပြည်စော်တီကဖျားဝင်ခြင်းကိုနေ့စဉ်လက်ပတ် နေကြောင်းသိရပါတယ်ထို့ကြောင့်ပြန်ဆုံးသွားအလေးချိန်ပိတ်တာ80ကျော်ရှိခြေခေါင်းလောင်းကြီးကလူငါးဦးခန့်ဝိုင်းဝန်းတည်ဆောင်ပြီးတုံးမိတ်ဆိုင်ကဲကားနဲ့နွားလဲရှိမှတည်ယူနိုင်ပြီဖြစ်ကြောင်းဒေသပြည်တွေကဆက်လက်ပြောဆိုတယ် ဆက်လက်ပြီးအတ္တမဖျားပေးမှုတွေကြောင့်ကျွတ်တယ်မဲဖျားတက္ကသိုလ်ကျောင်းသားကျောင်းသူ3000လီပါတီရှိလားဆေးရုပ်ဆက်ရွေးကောက်ပွဲကော်မရှင်ပါဝင်တက်ဆိုင်ရာကျောင်းတွေကအတ္တမဖျားပေးလို့ကျွတ်တယ်မဲဖျားသူကျောင်းသားကျောင်းသူ3000လီပါရှိလို့ယနေ့ထုတ်စစ်ကောင်စီအဖော်သတင်းစာရေးဖော်ပြကြရသေးရတယ်ဆေးရုပ်ဆက်အတွက်ရွေးကောက်ပွဲတက်ကျွတ်တယ်မဲပေးခဲ့ရကျောင်းသားများစွာအလုံးတကုံမျိုးတင်မြောက်ပိုင်းတဝဲမိတ်ကျွန်းစုစင်ကိုင်းလောင်းလုံးလဲကြလွယ်ဟင်းပင်တရာအစားရှင်မျိုးတွေကဖြစ်ကြောင်းနဲ့တခြားမျိုးတွေစီမှာပါဝင်ကြောင်းဆေးရုပ်ဆက်အဖော်သတင်းမှာဖော်ပြရတယ် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရမဲဆန္ဒနဲ့ပြင်ပကိုကျောင်းတက်အောင်မဖြစ်လို့နိုဝင်ဘာလ18ရက်ကနေ21ရက်အတွင်းကျွတင်မဲပြဖို့စိန်ခိုင်းကြရတာဖြစ်တယ်။ပြီးခဲ့ရက်ပိုင်းတွင်မှလည်းကျွတင်မဲထည့်ပြီးမှတက္ကသိုလ်ဝင်ခွင့်ပြုမယ်လို့ကျောင်းတွေဘက်ကဖိအားပေးအားရှိရယ်။ဆရာစုပြုလုပ်မဲ့တွေ့ရုံရေကောက်ပွဲစိတ်ဝင်စားတဲ့တွေ့မရှိတဲ့အတွက်တက္ကသိုလ်ကျောင်းသားတွေကိုဖိအားပေးမဲထည့်ခိုင်းတာဖြစ်တယ်လို့ကျောင်းသားတွေကပြောပါရယ်။အကြပ်ဖက်စစ်တပ်ထုတ်ပြန်တဲ့ပထမချိန်မဲဆင်းမှနာမည်မှားတာတွေ၊သေဆုံးတာတွေပါဝင်နေရတွေ၊နာမည်တက်တာတွေနဲ့အမှားယွင်းများစွာရှိနေတယ်လို့ဝန်ဖန်မှုတွေရှိသလိုအဲလိုမိုင်းမွေရှင်နေကြောင်ကိုဘူးလက်လဆွေလို့စစ်တပ်အမှားခန့်ဆွတ်သူကလည်းဝန်ခံထားပါဗျ။ ဆလဘီမွန်ပြည်နယ်မှာစစ်ဘာတဲ့မူကန်တချက်ကြောင့်တောင်သူတွေဝယ်လဲပြန်မွန်ပြည်နယ်မှာစစ်ကော်မရှင်နဲ့ကြောင့်စစ်ဘာတဲ့မူကန်တချက်ကြောင့်ဝယ်လဲမရှိဘဲရှုံးတဲ့ရင်ဆိုင်တွေကလို့စစ်ဘာဆိုင်တောင်သူတွေကပြောတယ်။အရင်ကမိုးစစ်ဘာထရှိချိန်မှာစစ်ဘာပွဲစားတွေလာဝယ်ယူကြပေမဲ့ဒီနှစ်မှာတော့စစ်ကော်မရှင်တောင်ကန်တွေကမြို့နယ်ကျော်စစ်ဘာတဲ့မူတွေကိုဖမ်းဆီးတာငွေကြေးစမတန်တောင်ခဏလေးလုံဆောင်နေမဲကျော်စဘာတဲ့မူပေါ်ဖန်စီပြီးငွေကြေးစမတန်တောင်းခံတာပြုလုပ်နေတဲ့အတွက်စဘာဝယ်တွေရစဘာစင်းနဲ့တိမ်ဖို့ဆောင်စီအကင်မှုမရှိတာကြောင့်အရင်လိုမဝယ်ယူကြတဲ့အတွက်တောင်သူတွေစဘာရောက်မှုအခက်ကြုံနေရပါတယ်။ ဒါအပြင်လက်ရှိမိုးစပါအတွက်ရှိချိန်ဖြစ်ပေမဲ့ဝယ်သူမရှိအကြောင်းတောင်သူတွေနဲ့စပါးတွေကိုဒီတိုင်းပုံထားသလိုတချို့တောင်သူတွေဟာချိန်သိမ်းခပေးဖို့အတွက်တောင်စပါးရမထွက်တာကြောင့်အတူကြီးကြီးပေးပြီးတော့လိုက်လံချင်းကပေးနေရလို့လည်းပြောတယ်တောင်သူတွေရဲ့မိုးစပါးစိုက်ပျိုးစဉ်ကထွန်ရက်ကမြို့စပါးကဓမြောစာစိုက်ပျိုးရိတ်သိမ်းခါတွေဖြင့်အထွတ်တကုံကြစိတ်ကြီးမြင့်မှွေနဲ့စိုက်ပျိုးခဲကြပေမဲ့အထွတ်နှုံနေတာချိန်ခါမဟုတ်မိုးရသွန်းတိုင်းကြောင့်လည်းပြည့်စည်ဆုံးရှုံးခဲ့တယ် တစ်ဖက်မှာအနာသိစစ်ကော်မရှင်ကောင်းဆောင်ဗိုလ်ချုပ်မူချင်းမြောင်းလိုင်းကတော့မိမိတို့နိုင်ငံမှာစပားဆိုင်ပြုံးမှုအပါအဝင်ပန်းတိုင်းယူမန်းချက်ပေးထားတဲ့တည်နှံတွေကိုတရေကအထွန်းလုံးပြည့်မြောင်းဆိုင်ပြုံးထုတ်လုပ်နိုင်ခြင်းမရှိတဲ့အတွက်နှစ်စဉ်အမေရိကန်ဒေါ်လာ10ဘီလီယံဆုံးရှုံးနေရလို့ဘီကန်နိုဝင်ဘာ6ရက်နေ့ကမော်လမြိုင်ကိုလာအောင်စဉ်တောင်သူတွေကိုအပြစ်ဖို့ပြောဆိုခဲ့တယ်။မွန်ပြည်နယ်မိုးစပားဆိုင်ပြုံးမှုအနေနဲ့ဧကပေါင်း9သိန်းနီးပါးဆိုင်ပြုံးချက်မြေတိုင်တစ်ခုဖြစ်ပြီးနှစ်စဉ်စပားတင်ပေါင်းသိန်း430ကျော်ထွက်ရှိကထွက်ရှိလာတဲ့စပါးတွေကိုတော့စံကြောထုတ်လုပ်ပြီးဒေတာတွင်ပြတခြားတိုင်းနဲ့ပြည်နယ်တွေမှာတင်ဖို့ရောင်းချနေရပဲဖြစ်ပါတယ် နားဆင်အားပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်